အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆ iam မနွယ်နီကံဝင်းရေးသားထားတဲ့ခလေးတွေကိုတင်ပေးပါစာစင်တွေကခလေးတို့ယုံကြည်ရသူများကိုဖွင့်ပြောပါဆိုတဲ့အကြောင်းလေးကိုမမကပြပြပေးသွားပါမယ်ဒီအကြောင်းအရာလေးကိုတော့ကာတောတီဟစကန်တစ်ကတရုတ်ဖော်ပေးထားတာပဲဖြစ်ပါတယ်ခလေးတို့ယုံကြည်ရသူများကိုဖွင့်ပြောပါတမီးနမယရရပါရရချစ်စရာကောင်းပြီးယဉ်ကျေးတယ်ဒါကြောင့်လူကြီးတွေကချစ်ကြတယ် ရရမှာတငယ်ချင်းတွေလည်းအများကြီးရှိတာပေါ့ဒါပေမဲ့တခါတလေရရဝမ်းနေရင်ဖြစ်ဖြစ် အနိုင်ကျင့်ခံရရင်ဖြစ်ဖြစ်ရရပြောချင်တာတွေကို လူတိုင်းကမပြောပြဖြစ်ဘူးရင်ထဲမှာပဲတိမ့်ထားတတ်တယ်ဘသူ့ကိုယုံရမလဲဆိုတာရရမသိဘူးလေဒီတော့ရရယုံကြည်ကြည်တိုင်ပင်လို့ရတဲ့လူတွေရှိတယ်လို့မမေကပြောပြတယ် အဲ့ဒီသူတွေကမေမေဖေဖေဖို့ဖို့ဖွားဖွားနဲ့ဆရာဆရာမတွေပေါ့ရရစိတ်ထဲမှာနေလို့မကောင်းတာကြောက်တာတွေဖြစ်နေရင်ဘာမဆိုသူတို့တွေကတယောက်ကို ရင်ဖွဲလို့ရပါတယ်တဲ့သူတို့တွေကနားထောင်ပေးတယ်ပြီးတော့ရရပြောတာကိုလည်းယုံနေတဲ့တယောက်နဲ့တယောက်ယုံကြည်ရတဲ့သူတွေတော့မတူကြဘူးရရကို ကိုကိုဆွဲဆိုတိတိကိုချစ်တော့ သူယုံကြည်ရတဲ့သူတွေတဲ့တိတိကိုပါထိတ်ထားတယ်။တခုခုဖြစ်ရင်ကိုကိုဆွဲကဖေဖေမေမေဖွားဖွားနဲ့တိတိကိုဖွင့်ပြပြတတ်တယ်။ယုံယုံကြည်ကြည်တိုင်မဲလို့ရတဲ့မိသားစုနဲ့ဆရာဆရာမတွေရှိနေတော့ကိုကိုဆွဲရောရရပါတခုခုခံစားရရင်ရင်ထဲမှာမသိမ်းထားတော့ပဲတရရောက်ကိုအမြဲပြောပြတာပေါ့။လူကြီးတွေကတိတ်တိတ်ချာချာနားထောင်ပြီးကုညီဖြင်းရှင်းပေးရလေ။ ဒါကြောင့်တငယ်ချင်းတို့လည်းတခုခုဆိုဘသူနဲ့မှလှုပ်အပ်ချက်မထားပဲယုံကြည်ရတဲ့လူကြီးတွေကိုဖွံ့ဖြိုးပြဖို့မမေ့နဲ့နော်။ကဲဒီနေ့မှာတော့ယုံကြည်ရတဲ့သူတွေကိုဖွံ့ဖြိုးပြတာကောင်းတယ်ဆိုတဲ့အကြောင်းကိုမမပြောပြပေးခဲ့ရပဲဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုအများကြီးပြောပြပေးသွားအောင်မလို့မမတို့ရဲ့ YouTube Channel လေးကို Subscribe လုပ်ထားပေးခဲ့ပါဦးနော်။ Facebook ကနေကြည့်ရှုတဲ့ကလေးလေးတွေကတော့ Like နဲ့ Share လေးလုပ်ပေးဖို့မမေ့နဲ့နော်။